စကိုင်းတိုင်းဝက်လက်မြို့နယ်ရှေချမ်းတနေရာမှာကိုထူကိုထဖွင့်လှစ်ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိအလဲတန်းစာတင်ကျောင်းကအကြောင်းသားတွေရဲ့စုံညီပွဲတော်နဲ့စုချင်းမြင့်ပွဲကိုကျင်းပခဲ့တယ်လို့သိရပါဗျာ။အဆိုပါအခမ်းအနားကိုဇွန်လ28ရက်ဒီနေ့မနက်ပိုင်းကဝက်လက်မြို့ရှေချမ်းစိုးမိုးနယ်မြေတနေရာမှာရွှေဘိုခရိုင်တရင်15ကဥဆောင်ကျင်းပခဲ့တာလို့ရွှေဘိုခရိုင်တရင်15တရင်မှုဘိုးကောက်ယူကပြောပါဗျာ။ စုပေးပွဲအခမ်းအနားမှာစုရရှိခဲ့တဲ့ចောင်းသားចောင်းသူတွေကိုစုတစိမ့်နဲ့ငွေသားတွေတရင်ကအကုန်ကြခံကချီးမြှင့်ပေးခဲ့တယ်လို့ဘူကောက်ယိုးကပြောပါတယ်အဲပထမစုကိုကျွန်တော်ကဒိုင်းစုပုံစံမျိုးလေးတွေလုပ်ပေးတယ်ဒုတိယစုကတော့ကျွန်တော်စာတီဖီကိတ်နဲ့ငွေသားပေါ့နော်ဟိုအဲဘာဖြစ်လို့အဲ့လိုမျိုးခွဲခြားရလဲဆိုလို့ရှိရင်ကလေးတွေဆိုတာကကြတော့အယုတ်ကို နှစ်တက်တယ်နှစ်တက်တော့နောက်နှစ်ကြလို့ရှိရင်ငါတို့လည်းအဲ့ဒီအယုတ်ရအောင် လုံးမယ်ဆိုတော့အဲခံစားချက်ပေါအောင်လို့ပေါ့နော်လှုပ်တာအဲ့တော့ပြီးခဲ့တဲ့နှစ်နဲ့ဆိုလို့ရှိရင်ဒီနှစ်မှာကပထမအုံမှာပူထွေးတွေလည်းပါလာတယ်ပါလာတယ်ဆိုတာကအဲ့လိုမျိုးပေါ့နော်အယုတ်လိုချင်လာတာပေါ့ဒန်းစုတွေလိုချင်လာတာအဲ့အဲ့ဒီရည်ရွယ်ချက်နဲ့ကျွန်တော်ကနေပြီးတော့မှဒီစုစိတ်တွေပေးတာပေါ့စာလဲဟိုတနေ့နဲ့တနေ့ပို့ပို့ပြီးတော့ကြိုးစားခြင်းစိတ်ပေါလာအောင်လို့အဲဒီဒိုင်းစုနဲ့ကလေးတွေကို ဟိုစာတက်မြောက်လာအောင်ပေါ့နော်စာကျူသားခြင်းသိမ်းပေါက်လာအောင်လို့အဲ့လိုမျိုးလှုပ်လိုက်လေးလှုပ်လိုက်ရခြင်းဖြစ်ပါတယ်ဒီအကြောင်းကတော့ကျွန်တော်ကကျွန်တော်တရင်ဆန်ကားနေပြီးတော့မှာပေါ့နော်ကမကထာလှုပ်ပေးခဲ့တဲ့အကြောင်းလည်းဖြစ်ပါတယ်ဒီကမကထာလှုပ်ပေးခဲ့တဲ့ဆိုတဲ့နေရာမှာကကျွန်တော်တို့ကအကြောင်းဖွင့်လို့ရရင်ပြီးရောဆိုတဲ့အနေထားမျိုးနဲ့လှုပ်ပေးခဲ့တာမဟုတ်ဘူးပေါ့နော်အခုချိန်တိအောင်လည်းဆက်လက်ပြီးတော့မှကိုကြီးဆောင်ရွက်ပေးနေတဲ့အကြောင်းဖြစ်ပါတယ်အဆိုပါအခမ်းအနားကိုဝက်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့ကတာဝန်ရှိသူတွေ တည်ရင်တာဝန်ရှိသူတွေနဲ့ရမရဖာတွေတက်ရောက်ခဲ့ကြတယ်လို့သူကဆက်ပြောပါရယ်။အဲဒီစာတင်ကြောင်းဟာ2018ခုနှစ်ကဗိုလ်ကြီးနေမျိုးစဉ်လှူဒန်းခဲ့တဲ့ကိုထုကိုထားကျောင်းဖြစ်ပြီးအာနာသိန်းချိန်အစာပိုင်းမှာဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိဘဲ2023 February 13ရက်ကနေဒီကနေ့အထိရွှေဘိုခရိုင်တည်ရင်15ကဥဆောင်တာဝန်ယူကပြန်လည်ဖွင့်လှစ်ခဲ့တဲ့ကျောင်းလေးဖြစ်ပါရယ်။